မြန်မာတက်ကရက1989ခုနှစ်ကိုကုပြောင်းရရှိလာတဲ့ဒီနေ့လိုမင်္ဂလာရှိလာတဲ့မြန်မာနေ့တွေကိုအခါတမရမှာပြည်တော်စုသမရမြန်မာနိုင်ငံတော်အတွင်းမှာမီတင်းတည်ထောင်ကြတဲ့ပြည်တော်စုဘွားတိုင်းရင်းသားမိဘပြည်သူများအားလုံးအပါဝင် ကဘာတော်ဝန်လုံးမှာရှိကြတဲ့ကဘာသူကဘာသားများအားလုံးဘေးပြာများ ကင်းဝေးပြီးစိတ်ဓာတ်ဒုက္ခကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ျွန်တော်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာတဘာဝဘေးအန္တရာယ်တွေနဲ့နှစ်ကျင်းတိုင်းတိုင်းကြုံတွေ့ခံစားခဲ့ကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာယာကိမုန်တိုင်းတက်ခတ်မှုတွေကြောင့်မိုးတိရံသာရာသွန်းပြီးမြို့ပါတချို့မှာရုတ်တရက်ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တယ်လို့မနက်နေ့၈ရက်နေ့မှာလဲပြည်အန်ခွန်တသမခွန်ရဲ့ register scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြေငလင်းလှုပ်ခတ်မှုတံကိုလဲကြုံတွေ့ခံစားခဲ့ရပါတယ်။ ထိခိုက်ပျက်စီးတွေနဲ့ဒီဆုံးဒဏ်ရာမှုတွေများပြားလှတဲ့အတွက်ကြောင့်အလင်းတန်တဲ့ဒေသတွေမှာအရေးပေါ်ကူညီကယ်ဆယ်လုပ်ငန်းတွေအတွက်အကူအညီများစွာလိုအပ်ခဲ့ပါတယ်။ပြည်တွင်းပြည်ပအကူအညီတွေကိုလည်းဖိတ်ခေါ်ခဲ့သလိုထိုင်းနိုင်ငံမှာကျင်းပတဲ့သရမအချိန်မြောက်ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတယောက်ဆင်မှာလဲအစည်းအဝေးတယောက်လာတဲ့နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံပြီးမြင်းကလေးနဲ့ပတ်သက်လို့အကူအညီတောက်ခံခဲ့ပါတယ်။ ငလင်ဘေးဒေဒေသတွေမှာရေဘော်ကဲဆဲလုပ်ငန်းတွေကိုအင်တန်အားတဲ့ကူညီဆောင်ပေးကြတဲ့ပြည်တွင်းပြည်ပကကူညီကဲဆဲအဖွဲ့ဝင်များနဲ့ငလင်ဘေးဒေပြည်သူတွေအတွက်လိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းကဲဆဲပစ္စည်းများနဲ့အလှူငွေတွေကိုပေးအပ်ထူထမ်းပေးကြတဲ့ပြည်ပနိုင်ငံများနဲ့ပြည်တွင်းကအလှူရှင်များအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ကျွန်တော်တို့စုအနေနဲ့ ငလင်းထန်ခံဒေသတွေရဲ့ပြည်내တိဆောက်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအများဆုံးဆောင်ရွက်ပေးသွားပါမယ်။မြို့ပပြည်သူများရဲ့စုပေါင်းအားနဲ့ဆောင်ရွက်ရင်ပုံမှန်အခြေအနေကိုအများဆုံးရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။နိုင်ငံတော်မှာစစ်မှားစည်းကမ်းပြည့်ဝတဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာစေရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုတည်ဆောက်ရေးကို ကျွန်တော်တို့ဆွေရကရင်မကျက်ထားဆောင်ရလေရှိနေပါတယ်ပြည်သူလူထုလူရတဲ့ပါတီဆိုဒီမိုကရေစီနစ်ကိုအများဆုံးပြန်လဲကောင်တာပေးနိုင်ဖို့ရက်လာမယ့်ဒီဇင်ဘာလအတွင်းမှာလွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီဆိုဒီမိုကရေစီထူထူရစ်ကောက်ဘက်ကိုကျပပေးနိုင်ဖို့ကျူပေါင်းဆောင်ရလေရှိနေပါတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုရတယ်ဆိုလို့ရှိရင်အဓိကဖြစ်တဲ့ရစ်ကောက်ဘက်အောင်အောင်မြင်မြင် ပြည့်မြောက်နိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြစ်တရရခံလိုပါတယ်ကျွန်တော်ဆွေးနွေးအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအလို့ရဲ့အကျိုးစီးပွားကိုအကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်အစဉ်တစ်ဖြင့်ကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်မြန်လင်းပေးတဲ့ဒေသများအတွက်ပြည်လက်ထူထောင်ရေးလုပ်ငန်းများဖြစ်တဲ့အစိုးရရုံးဌာနများပြန်လည်တည်ဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့ လမ်းမဆက်သွင်းမှုလုပ်ငန်းများပြန်လည်တည်ဆောက်ရေးတို့ကိုလည်းအသွွန်ခွန်ဆိုင်ဆောင်ရွက်သွားပါမယ်။နိုင်ငံရေးစီးပွားရေးကိုပြည်တည်တိုင်ဖို့အတွက်အဓိကကျတဲ့စတပြုမွေးမြူအခြေခံကွန်ထရိုးလုပ်မှုလုပ်ငန်းတို့ကိုအသွွန်ခွန်ဆိုင်တွင်းမြင့်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။အလားတူပဲ MSME လုပ်ငန်းလုပ်ကန်နေသူ အားလုံးဟာလည်းရှိနေတဲ့အနေအထားတွေမှာဖြစ်နေတဲ့များစူးစမ်းပြီးကွန်ထရိုးလုပ်မှုများကိုပြုလုပ်ကြစီလိုပါတယ်။ ိုင်ငံဖူဖူတွတ်တွေ့ရေးမှာပညာရေးဟာလည်းအရေးကြီးလာပါတယ်။ဒါကြောင့်လာမယ့်ပညာသင်နှစ်မှာကျောင်းတွေအရွယ်ကလေးအားလို့မပြတ်မကွက်ပညာသင်ကြားနိုင်ရေးကိုအလေးထားပြုတော့မှဝန်ဝန်ပူပေါင်းဆောင်ရွက်ပေးကြဖို့လည်းတိုက်တွန်းလိုပါတယ်။နိုင်ငံတော်ဖူဖူတွတ်တွေ့စီဖို့အတွက်တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ပါတယ်။ဒါကြောင့်လည်းရေချီတည်တတ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ကြိုးပမ်းဖောင်ဆောင်နေပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကိုအစိုးရနိုင်ဖို့ ကျွန်တော်တို့အစိုးရကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့သာဖြေရှင်းချဖို့ဖိတ်ခေါ်ကဏ္ဍထားပြီးလည်းဖြစ်ပါတယ်ပြည်တော်စုပွားတိုင်းရင်းသားညီအစ်ကိုများဖိတ်ကြတဲ့အတွက်ပြည်တော်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီးပူမပါဝင်ဆောင်ကြလိမ့်မယ်လို့လည်းယုံကြည်ပါတယ်နှိဟောင်းမှာကျွန်တော်တို့ကြုံတွေ့ကြရတဲ့ဘေးဒုက္ခတွေအခက်အခဲတွေစေခွန်မှုတွေကနေအားနည်းချက်တွေကိုသင်ကားစာဖော်ထုတ်ပြီးနှစ်သက်မှာ အတွေးအမြင်သက်နဲ့ နိုင်ငံတော်ကဆက်လက်ရှောက်လန်းမဲ့ပါတီသူဒီမိုကရေစီပေါ်ဆောင်မှုမှာနိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပေါင်းဝင်ဆောင်ရွက်ကြပါစို့လို့နှစ်သက်ကိုနှုတ်ဆက်စကားပြောကြလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ရွေးကောက်ပွဲအောင်မြင်အောင်ပူးပေါင်းဖို့ နှစ်တကူမိခွန်းနဲ့စစ်ကောင်းဆောင်ထပ်ပြောပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုလားတဲ့ဆိုရင်ရွေးကောက်ပွဲအောင်မြင်အောင်ပူးပေါင်းဖို့လိုတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့ရဲ့မြန်မာနှစ်ဆန်းတရက်နှစ်တကူမိခွန်းမှာထပ်ပြောပါရတယ်။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဖိတ်ခေါ်ထားပြီးဖြစ်တာကြောင့်ရွေးကောက်ပွဲမှာပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။တခါအပြင်ငလင်တဲ့အစိုးရရုံးများပြန်လည်တိဆောက်ရေးအထုံခုံဆိုင်လို့ရမှာဖြစ်တယ်လို့ငလင်တဲ့ဒေသတွေရဲ့အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်ရေးများပြန်လည်တိဆောက်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့လည်းထည့်ပြောပါတယ်။ 2025ခုနှစ်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲမှာပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုစောင့်ကြည့်လေ့လာခွင့်ပေးသွားမယ်လို့စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောထားပါတယ်။တစ်ဖက်မှာလည်းရွေးကောက်ပွဲအတွက်ရုရှား၊ဘယ်လာရုစ်၊အိန္ဒိယ၊ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကနည်းပညာအကူအညီပေးမယ်လို့စစ်ကောင်စီကကန့်လန့်ထားပါတယ်။ ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာနောက်ဆုံးနှစ်ပတ်နဲ့2026ဇန်နဝါရီပထမနှစ်ပတ်အတွင်းမှာကျင်းပသွားမယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။